ီနေ့ဘာနေ့လဲဇူလိုင်လရဲ့ပထမဆုံးနေ့နေ့ဇူလိုင်လတည့်ရနေ့ပဲဖြစ်ပါတယ်ဇူလိုင်လတည့်ရနေ့က Princess Diana ရဲ့မွေးနေ့လေးဆိုလဲမှမားပါဘူးသူမကတော့မင်းသမီးဆိုတဲ့ဂုံပုတ်တွေထက်နှလုံးသားပြည့်ဝလာတဲ့မင်းသမီးလေးတပါးလို့ဆိုရင်တော့ပုံမှန်ပါလိမ့်မယ်ဂီတိရှာတောင်ဝင်မျိုးနွယ်နဲ့လက်ထက်ခွင့်ရခဲ့တဲ့ဂီတိရှာလူမျိုးလေးဖြစ်ပါတယ်ဒီလိုနဲ့သူမဟာ ပြည်တိရှတ်တော်ဝင်မင်းသမီးလေးတပါးဖြစ်လာပါတော့တယ်သူမကိုတော့ Diana Francis Spencer လို့လည်းသိကြပါတယ်လူသားအချင်းချင်းချစ်ချင်းမြတ်တာရှေ့ထားပြီးဂျင်နာကကူညီတတ်တဲ့မင်းသမီးလေးပေါ့ AIDS လူနာတွေကို ဖေးမကူညီလက်တွေတဲ့မင်းသမီးလေးတစ်ပါးဖြစ်လဲလူသိများကြပါတယ်။မိဘမဲ့ကလေးလေးတွေစီကိုလည်းကိုတိုင်းသွားရောက်ကူညီထောက်ပံ့ခဲ့သူတယောက်ပါ။ဒါကြောင့်လဲသူမကို လူတိုင်းကချစ်ကြတဲ့လူသားတိုင်းကို နားလေတက်သူတူလို့လဲစွနိုင်ပါတယ်။လူတန်းစားမခွဲကြပဲအားလုံးကို ကို့အသွေးအသားကဲ့သို့တွေးပြီးတဲ့နှလုံးသိမ့်လာတဲ့မင်းသမီးလေးကို1962ခုနှစ် ဇွန်လလတရက်နေ့မှာ John Spencer နဲ့ Francis Spencer တို့က Sandringham ရှိ Park Indoor မှာမွေးဖွားခဲ့ပါတယ်။မွေးခြင်း9ရောက်အနက်4ရောက်မြောက်ဖြစ်ပါတယ်။ Diana ၏မိဘတွေကတော့1969ခုနှစ်မှာကွာရှင်းပျက်စီးခဲ့ကြပါတယ်။သူမ၏မိဘများ ကွာရှင်းပြီးရဲ့နောက်မှာတော့သူမ၏ဖခင်ကအုတ်ထင်းခွင့်ရခဲ့ပါတယ်။သူမအသက်9နှစ်အထိ အိမ်မှာပဲပညာသင်ကြားခဲ့ပြီးနောက်မှာတော့ Riddles Ward Hall နဲ့ West Heath ကျောင်းတို့ပို့ဆောင်ခံခဲ့ရပါတယ်။ဒိုင်ယန်နာကကျောင်းမှာစာပေပိုင်းရအထူးကျုံခဲ့ပါဘူး။ GCE O level စာမေးပွဲကိုနှစ်ခါကျပြင်မဲ့လေလူမှုစိတ်သက်ထူးချွန်သူစု Outstanding Community Spirit Award ကိုတော့ရရှိခဲ့ပါတယ်။16နှစ်မှာတော့ West Heath ကျောင်းမှာထွက်ပြီးဆွစ်ဇာလန်နိုင်ငံမှာပညာဆက်လက်စီးပူးခဲ့ပါတော့တယ်။ 1981ခုနှစ်ဇူလိုင်လ29ရက်နေ့မှာတော့ Prince Charles နဲ့လက်ထပ်ခဲ့ပါတယ်1982ခုနှစ်ဇွန်လ21ရက်နေ့မှာတော့တာအူလီ Prince William ကိုမွေးဖွားခဲ့ပြီးဒုတိယသား Prince Harry ကိုတော့1984ခုနှစ်စက်တင်ဘာလ15ရက်နေ့မှာ မွေးဖွားခဲ့ပါတယ် သားသမီးနှစ်ယောက်ထွန်းကားခဲ့ပေမဲ့လေမင်းသမီးလေးကအိမ်တော်ကြီးကံမကောင်းခဲ့ရှာပါဘူး။ဒါကြောင့်1996ခုနှစ်မှာကွာရှင်းလိုက်ပါတော့တယ်။1996ခုနှစ်မှာမင်းသမီးဒိုင်ယန်နာက မြေမြုပ်မိုင်းတားမြစ်ရေလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပါတယ်။သူမက နိုင်ငံအများအပြားသို့တွားရောက်ကူညီခဲ့ပါတယ်။ဒါကြောင့်လေသူမရဲ့ပရာဟိတာလုပ်တွေနဲ့သူမရဲ့ဖက်ရှင်ပုံရိပ်တွေကြောင့်လေ သူမဟာနှင်းမင်းကြီးလူသိများခဲ့ပါတယ်။ဒါပေမဲ့စိတ်မကောင်းစွာပါပဲ1998ခုနှစ်ဩဂတ်စ်လ31ရက်နေ့မှာတော့ပဲရစ်လိုင်ကောင်းထဲမှာကားအက်ဆီဒင့်ဖြစ်ပြီးတိဆုံးသွားခဲ့ပါတယ်။ ြည်သူလူထုအားလုံးအကြီးအကျယ်ပူဆွေးဝမ်းနေခဲ့ကြရတဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့ပါတော့တယ်။အဖိုးတန်သောသူမကို ဆုံးရှုံးလိုက်ရတာဟာ တော်ဝင်မိသားစုနဲ့ပြည်တွင်အတိုင်းဝိုင်းမှာနှက်ဆိုင်တဲ့ထိုးနှက်မှုတစ်ခု ဖြစ်ခဲ့ပါတော့တယ်။ Netflix ဇာတ်လမ်းတွေ The Crown မှာမင်းသမီး Diana ရဲ့ကိုကျင့်တရားရင်ဆိုင်ကြုံတွေ့ခံစားခဲ့ရတဲ့အခက်အခဲတွေသူမဘဝဇာတ်ကြောင်းကိုအသေးစိတ်ရိုက်ကူးပုံဖော်ထားပါတယ်။ ။ဒါအပြင်ဖုန်းဘာရုံရေးသားထားတဲ့ A Royal Judy စာအုပ်မှာလည်းမင်းသမီးလေးဖြတ်တန်းခဲ့ရတဲ့ဘဝအခြေအနေအသေးစိတ်ကိုဖတ်ရှုနိုင်ပါတယ်။ Only do what your heart tells you. Princess Diana တဲ့နှလုံးသားကစီညိုရာကိုသာလုပ်ပါ။မင်းသမီးလေးဒိုင်ယာနာကပြောခဲ့ပါတယ်။